င်္ဂလာပါ Netty Channel မှာပြန်လည်ကြိုဆိုပါရစေ။အလုံသမားဒူးဝင်ကြီးကျော်နေပါလေတော်ရဲကနေအားချောင်းနေလဲဆိုတာနားထောင်ကြည့်ပါ view အကိုနည်းနည်းလေးဟိုအကျယ်ချဲ့ပြီးတော့နည်းနည်းရှင်းကြခြင်းပေါ့နော်တချို့ကအဲနားလည်မှုတွဲနေကြပေါ့ ကတ်ထုတ်ပေးတယ်ဆိုတာကိုပဲသိတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတာတကယ်တော့ကျွန်တော်တို့ကပြည်ပန်းရွှေပြောင်းအလို့သမားကြီးရာဒီစည်ရင်ပေါ့စည်ရင်ကောက်ရေးပေါ့အမှုနဲ့စည်ကောက်ယူရေးကောက်ယူရေးနဲ့ကတ်ထုတ်ပေးရေးပေါ့ဒီလိုမျိုးကျွန်တော်တို့ကနှစ်ဆင့်ရှိတယ်ပေါ့နော်ဒီအဓိကကတော့ဟိုအဝင်ကြီးဌာနနဲ့ဆက်ဆက်ပြီးတော့အလုပ်လုပ်ဖို့ဆိုလို့ရှိရင် MMWC လို့ခေါ်တဲ့ထာဟိုကော်မတီတွေဖွဲ့ထားတာရှိတယ်အဲ့ဒါနိုင်ငံ၄နိုင်ငံရှိတယ်ကိုရီးယား ိုင်းစင်ကာပူမလေးရှားပေါ့နော်ဒီ၄နိုင်ငံရှိတယ်အဲ့တော့ဒီ၄နိုင်ငံကိုတော့ပထမဦးစားပေးပေါ့နော်အဲ့မှာကျွန်တော်တို့ကိုယ်စားလှယ်တွေပါတွေဖွဲ့စည်းဖို့အတွက်ကိုပိုလွယ်တဲ့အတွက်ကြောင့်အဲ့ဒီနိုင်ငံတွေကိုတော့ကျွန်တော်တို့ကပို့ပြီးတော့ဟိုပထမအဆင့်ပေါ့နော်ပထမအဆင့်အနေနဲ့အဲ့နိုင်ငံတွေကိုကျွန်တော်တို့စမယ်ဒါမှမဟုတ်ကျွန်တော်တို့ရွေချက်ကတော့တကဘာလုံးဘသူမဆိုဒီဟာကိုစရင်သွင်းလို့ရတယ်ဘသူမဆိုဒီကတ်ကို ရှောက်ထားလို့ရတယ်ပေါ့နော်ဘလူရောဒီကကဘယ်နိုင်ငံရောအတိမတ်ပြီမှာတဲ့ အန်ဂျီဆိုတာတရားဝင်ဆိုရမှာမဟုတ်တာကြီးဒီကနဲ့သွားဘာလို့ဘာလို့ရအိမ်သာအောင်တက်လို့မရအောင်အဲ့ဒါကိုဝေယုံအောက်ကနေတော်ရဲကနေထိုင်ပြီးတော့လူတွေကိုဂျင်းထက်ကဲဆက်နာတော့ယူပါငလာပါလို့ကြော်မသွားနဲ့ကျွန်တော်တို့မဲတလေးပုံမှာ20ပန်းနဲ့တော်လန်ရေးအတွက်လိုက်လံပြီးအောင်လူငွေခံတယ် လောလောရင်အလုပ်တစ်ဖက်နဲ့ကျွန်တော်တို့တော်လိုင်းရေးအတွက်မဲရောင်းနေကျိုးကျိုးဘယ်တော့ပဲကျိုးသားကျိုးသားပေါ့ခင်ဗျားတို့ကကျွန်တော်တို့လာလို့ရှိရင်တကားပိတ်ရတာနဲ့မတိတလို့နေရတာနဲ့ဟာရီဖာသာနေရတာနဲ့နော်မဲတလိကလေးဝယ်အောင်အနာပါနာနဲ့ဝယ်တဲ့ညီကိုတွေအကုန်လုံးမြန်မာသားတွေဒီဗီဒီယိုဖမ်းအောင်ဒီမှာကျွန်တော်ဆိုင်ကယ်တွေ့တဲ့အတိုင်းပဲနော်ဆိုင်ကယ်ဖမ်းခံရတယ်ဆိုင်ကဖားကနာတော့ကျွန်တော်မှကနန်းသိနေရှင်းလို့မရဘူးကျွန်တော်မှကနန်းအပြည့်အစုံမရှိတဲ့ကနန်းကြီးနဲ့ရှင်းရတယ် အဲ့တော့ဒီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်ကျွန်တော်ဆိုလို့ရှိရင်ချိန်မောင်းမရေးတွက်နိုင်တော့ဘူးအခုလဲကျွန်တော်ကိစ္စနဲ့ခဏလေးပဲကျွန်တော်ပြင်ထွက်တယ်အရင်ထွက်ပါပဲရှိတယ်ကျွန်တော်ဖန်ခံလိုက်ရတယ်အဲ့မှာကျွန်တော်ဆိုင်ခဲ့အဲ့နောက်ကနေရောကျွန်တော်ဆိုင်ခဲ့နော်အဲ့တော့မဲတလေးနဲ့လေးကိုမညွန်ညင်ကြဖို့ညစ်တာရက်ခံတယ်တောင်းဆိုတယ်ဗျာမလို့ရှိရင်လုံးလုံးမလုံးနဲ့နော်ဘယ်သူမှမလူချင်းတော့မင်းတို့အတိတ်ပဲရှိရတယ် လင်းလာလို့ကြောက်လို့လင်းလာလင်းလာလို့တော်ရဲပီဒီအက်တီတတိနေ့အကြောင်းအရာပြောချင်ပါတယ်လင်းနဲ့ကြောက်တော့တော်ရဲဘူးဒါပေမဲ့တော်လန်ရဲတဲ့ကိုဟိုကရောက်တဲ့ခါကျတော့ဘယ်သူနဲ့မှအဆက်အသွယ်မရှိတော့ဘူးအားလုံးကပြတ်တောက်သွားပြီကိုကသူတို့အကုန်လုံးဘလော့ပလိုက်တာနော်အကုန်လုံးအကုန်လုံးအကုန်လုံးဖုန်းတွေတောင်မှအကုန်လုံးဟိုကဘလော့ပလိုက်တာဘာမှမရှိဘူးသူနဲ့မှဆက်တယ်အခုလည်းမရှိဘူးအခုလည်းမရှိဘူးအဲ့တော့အဲ့ဒီလိုမျိုး အခုလုံးထုတ်လိုက်ရဘသူ့အားကိုလို့အားကိုမငိုတာပေါ့နော်ငါ့ကိုရက်ဆက်လိုက်တာအမေငါ့ကိုရက်ဆက်လိုက်တာအမိုင်ငါ့ကိုရက်ဆက်လိုက်တာအခုဒီလူရက်လိုက်တာငါကတော့ဒုက္ခတွေရောက်လို့ပေါ့နော်ငါ့ကိုဟိုနည်းနည်းပါးပါးလေးတော့မဝိုင်းပြီးတော့မှမကြည့်ကြဘူးမထောက်ပံ့ကြဘူးဘသူပချမ်းသာပေါ့နော်အာတနေ့တကျော်လောက်ငိုတာအဲဒုက္ခတွေရောက်လို့ဒုက္ခတွေရောက်လို့ပေါ့နော်တကယ်ကိုဒုက္ခရောက်လာတကယ်ကိုသူများပေးဝတ်တဲ့ထမိန်အဆုတ်ကိုဝေးရတာအပေါက်တင်နေထမိန်အဆုတ်ကိုဝေးရတဲ့ဘုရားအင်းကြီးအဆုတ်ကိုဝေးရတဲ့ဘုရားဒီလိုအာမီအင်းကြီးကိုမဆုအခုညံ့လို့နေ့တိုင်းဝတ်တယ် တင်တဲ့သုံးလတင်တဲ့မှာလေနေတိုင်းဝင်ရတော့အချင်းဖြစ်သွားတာပေါ့နော်နေတိုင်းမဆိုတာအာမီအင်းကြီးနေတိုင်းဝင်တယ်ဘယ်တော့မှမချုပ်ဘူးဖောင်းတဲ့အာမီအင်းကြီးနဲ့တကယ်လို့ဖောင်းမဝင်ရင်တော့မအောင်ဖောင်းမဝင်ရင်တော့မထမိန်ပဲဝွေဝွေဘာပဲဝွေဝွေပေါ့နော်ထမိန်ဆိုတော့ထမိန်မဝတ်တတ်တော့ဘူးဒီလိုဇီနဲ့ချိန်နဲ့ပဲပေါ့နော်အဲအဲ့အမျိုးဆိုအမြဲအာမီကလုံးဝမချုပ်ဘာလို့လဲအရန်တံမိုးထားတဲ့အရန်မျက်နှာတစ်ချိန်လုံးကဝစ်ချင်ခဲလေးရဲ့နော်မဝစ်မရမဝစ်ရတာပေါ့နော်ဝစ်မနိုင်လို့ပေါ့ဝစ်ဝစ်မနိုင်လို့မဝစ်ခရရတဲ့ ဘဝပေါ့အဲ့တော့အခုကဝင်ဝင်နိုင်သွားပြီဆိုတော့ကိုဝင်ဝင်တယ်ပြီးတော့ကိုကိုတက်ကပေးပြီနော်အခုကကျတော့ဟိုဒီမှာကိုကကောင်းမွန်တဲ့နေရာဌာနကိုရောက်တဲ့ခါကျတော့ကိုလီကိုပေးတယ်နော်ပေးတယ်ယူနီဖောင်းနေပေးပြီ အဲ့လိုမိန်းမစကားတွေအခုမင်းနေပေးပြီတနက်တွေပေးပြီပေါ့စသည်အားဖြင့်ပေါ့နော်အဲအဲ့လိုမျိုးပေါ့လူတိုင်းတော့မဟုတ်ဘူးပေါ့ကြာကြဆုံးပါလူတိုင်းတော့မဟုတ်ဘူးပေါ့ဖက်နက်တွေပေးပြီပေါ့နော်အခုမှပေါ့နော်အခုမှအခုမှဒီပဲတနှစ်ဝင်းကျင်ရဲ့အခုမှဒီလိုမျိုးဟိုစစ်မှန်စွာလှုပ်လှုပ်တဲ့လူတွေကတော့ဘုရားကလိုမျိုးတာဝန်တွေယာတုတွေနေရာတွေရလာပြီးဆိုဒီဟာဒါတွေဟိုနေပြုလာပြီးအစအတော်လည်းအစကိုခုနမဆုပြောပြတာနော်တကယ်ကိုဘာမှမရှိဘူးသူများပေးတာကမ်းတာအဆုံနဲ့ဝစ်ပြီးတော့မှဘော်ဒီအင်းကြီးတွေဆိုအတွင်းကအင်းကြီးတွေဆိုလို့ရှိရင်လည်းလေ အဆိုလေးပြန်ဝတ်ကြတယ်တိလားခဏလေးအောက်မှာစပုတ်ချက်ထူထူလေးကိုဝတ်ထားပြီးတော့အောက်ကအတွင်းငယ်လေးကိုလျှော်လှမ်းလျှော်လှမ်းပြီးတော့ကိုကပြန်ဝတ်စရာမရှိဘူးเนาะဒီတိုင်းမဲ့စပုတ်ချက်ပေါက်ပေါက်လေးကိုဝတ်ထားတာဝတ်ထားပြီးလက်ရှည်လေးပါလေးရှိရင်လက်ရှည်လေးပေါ်ကထောက်ဝတ်ထားတာပေါ်လီမရှိဘူးဝယ်စရာမရှိလို့တော့အဲ့၆ပါးမှပြန်ဝတ်အဲ့လိုဘုံကတော့ကရင်တဘုံကြီးအဲ့လိုဘုံကနေနေလာခဲ့တာအဲ့တော့မနစ်ကမှအမေကမသိခင်အမေကမသိခင်ဘယ်သူရတဲ့ရထိုက်တဲ့အဆန် အမွေပေါ့နော်အမွေပေါ့အဲ့တော့သူပေးလာတယ်အမေပထမတော်လှန်ရေးကိုမဆုသွားတဲ့အချိန်မှာလဲရွှေတချို့ပါတယ်နော်ရွှေတချို့ပါတယ်နောက်တော့မဆုတို့ဒီဖောက်ခွဲရေးလှုပ်တဲ့ရန်ပေါ့နော်အဲ့ဒါကိုမိုင်းလို့ဖို့ဒါဟုတ်ပါပဲရှိသေးတယ်ဒီကရင်ပြည်နယ်ကိုမရောက်သေးဘူးပေါ့နော်အဲ့ဒါရန်နေပါလိမ့်မယ်ခါကြတော့ပစ္စည်းတွေကဟိုဒီပစ္စည်းနဲ့အုံပြုတ်လိုက်တာပေါ့နော်အုံပြုတ်လိုက်တာဆိုတော့အဲ့ရနေပါစစ်ကဲစင်ကကိုလိုက်ပြေးတဲ့နေရာကိုကဒုက္ခရောက်တယ်အဲ့မှာလိုက်ပြေးနေရတနေရတနေရခဏတနေရခဏနဲ့လိုက်ပြေးခဲ့ရတာပေါ့နော် ဖက်ပြေးခဲ့ပြီးမှဒီကရင်ပြည်နယ်ဘက်ကိုရောက်လာတော့ကရင်ပြည်နယ်ကိုရောက်ရောက်ချင်းမှလည်းခုနအဆင်မပြေမှုတွေနဲ့ဒုက္ခတွေရှိသေးတယ်။6လ9လကအရန်ကိုဒုက္ခရောက်သေးတယ်။အဲ့ဒီရနောက်ပိုင်းတော့မှပြေးလေလာတာပေါ့နော်။မဆုကမနစ်ကမှကြတော့လုံကအမေကအမေမတည်ခင်ပေါ့နော်။အမေမတည်ခင်မှာအမေတည်မယ်ဆိုတာလည်းကိုမတည်ဘူးလေ။နော်အမေကအတင်းအဆက်တော့လှုပ်လာပြီးတော့ကြတော့အော်မသူမစုဒီပစံပေါ့နော်အဖေတို့ကလေးတော်ကကြတော့မစုတို့အဖေကလေးတော်ကလည်းတော်နေရေးလောက်တဲ့လူကပြန်မလာရဘူးတော့ခုပါတာပြန်မလာရတော့ဘူးဆိုတာသိတယ်ပြီးတော့အမေက မြို့သေးရှင်ယိုသေးပဲဖြစ်ဖြစ်နော်တမီးဒီမှာအိမ်တော်ရက်သားတွေဘာတွေကြာပြီးတော့စီးပွားရေးနဲ့လောက်ကင်စားဖို့ပဲဖြစ်ဖြစ်ပြန်မလာရတော့ဘူးဆိုလို့ရှိရင်တော်လန်ရေးလှုပ်လို့ပဲဖြစ်ဖြစ်တော်လန်ရေးမလှုပ်လို့အပြင်မှာစီးပွားရေးလှုပ်လို့ပဲဖြစ်ဖြစ်အရင်းအီးလေးတွေရရှိအောင်ဆိုပြီးတော့အမေကမက်မက်ဆူရာတဲ့နဲ့ပတ်စံကိုပို့လာခဲ့တာပေါ့နော်ပို့လာခဲ့တာအမေတမီးမီဟူဒီပတ်စံကိုတမီးထိန်းလေးစောက်ရှောက်လို့များအခုမက်ဆူဒီပစ္စည်းတွေဝယ်ဝတ်ထားတယ်ဒီပစ္စည်းတွေဝယ်ဝတ်ထားတယ်ဆိုတော့ဒီပစ္စည်းကခုနကအမေပို့လာတဲ့ငွေ ဲ့ဒီဟာကိုအဲ့ဒီပတ်စံကိုလည်းမထိန်သိမ်းမဆောက်ရှောက်နိုင်ဘူးပစ္စည်းကိုလည်းအဲ့ဒီတည်းမှာထည့်ရင်လည်းထိန်းသိမ်းဆောက်ရှောက်ဖို့မလွယ်ဘူးเนาะအဲ့ဒါတောင်မလို့မဆိုကဝိတဲ့အဲ့တော့ပေါင်ဝင်းကျင်ကတငယ်ချင်းတွေကဘာပြောလာခဲ့လဲအရင်တုံနယ်ကြီးအစရောက်တဲ့အချိန်တုန်းကကျတော့ဒီပုံစံမဟုတ်ဘူးခုကျတော့ရွှေနဲ့ငွေနဲ့ဆိုတော့ငကိုတဲဟိုကရွှေနဲ့ငွေနဲ့ကိုပိုင်အိမ်နဲ့ခြံနဲ့ကားနဲ့နေရတဲ့အစ်စ်စီးပွားရေးနဲ့ဓမ္မတယောက်ပါမက်ဆီဆူလိုကဟုတ်တယ်เนาะအဲ့ဒါပြောပြတာအခုမှရွှေနဲ့ငွေနဲ့မဟုတ်ခုကိုမိသားစုနဲ့ကိုနဲ့ ကိုရာလေးလည်းပါပါဆက်တယ်မိသားစုနဲ့ဆက်တယ်ဆိုတာအမေကအဲ့ဒီပစ္စည်းကိုအဲ့ဒီပဲဆောင်တင်းတွဲပြီးလို့မှအဲ့တော့ဆိုကပြောတယ်အခုကလေးတွေရှိတယ်ပတ်ဝန်းကျင်ကလေးတွေဘေးမှာရှိတယ်အမေတမီးမထိန်သိမ်းနိုင်ဘူးဒီအောင်မယူဘူးအမေပဲယူလိုက်နော်ဟိုတိန်ထားပေးနော်တိန်ထားပေးရအောင်အမေကမဟုတ်ဘူး तू 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 အသက်ရှင်နေတဲ့လုံးလေးကိုပေးလိုက်မယ်ဒါမဆူတော့နိုင်ရေးထဲမှာပဲတုံးတော့ဘယ်လိုပဲလို့လို့ပါဆိုတော့အဲ့တော့ တော်လန်ရေးထဲမှာလည်းမဲဆိုတော့၃နှစ်တလောက်အရှိမရွှေရောင်းခဲ့ပြီ၃နှစ်ပြီးွားပြီအဲ့တော့အမေပြောသလိုပဲအမေနောက်ဆုံးဂတိခံသလိုပဲဒီပစ္စည်းကိုတော့နေမလှူလိုက်ပါနဲ့တော့နော်နေရဲ့တည်ရေးရှင်ရေးအတွက်ဟလာနေนี่ตัวปอนเนาะไม่ผิดมณีท้าไปบาสุบิโดมาไม่สุอเมียกระดีตองเนี่ยด้วยไม่สุว่าดิปิศีนี้โหไม่หลู่เว้ยเนี่ยไม่สุมาชื่อนี่ล่ะผิดไปแล้วไม่สุไม่สุว่าปูว้าล่ะกုံนี่ดิเนาะปูว้าล่ะกုံนี่ดิไอ้อาจารย์ไม่รู้ดิปิศีนี้ชื่อนี่ล่ะผิดไปแล้วเออตะชู่ မဆိုမတိပဲနဲ့ရှာဝင်ရှည်တဲ့လူတွေရှိသေးတယ်เนาะအဲ့ဒါတိအောင်ပြောပြတာပါเนาะမဆိုနှစ်ကိုယ်တည်းဟိုကအချင်းနဲ့အနေနဲ့ အချိန်မဲ့အနေမဲ့ပေါက်လူပဲသားတွေကလာတာမဟုတ်ပါဘူးเนาะအချိန်နဲ့အချိန်မဲ့နေမဲ့ပေါက်လူပဲသားတွေလာတာမဟုတ်ပါဘူးကိုပိုင်အင်းကိုပိုင်ရာကိုပိုင်စီးပွားရေးတွေနဲ့ကိုပိုင်ပစ္စည်းတွေနဲ့ရက်တည်လာခဲ့သူတယောက်ဖြစ်ပါတယ်เนาะဖြစ်ပါတယ်ဒါကြောင့်မလို့လဲဒီတော်နယ်ရေးတပ်ဖွဲ့ကလေးတွေတဲမှာလိုအပ်တဲ့အရာတွေကိုဆိုတာပံ့ပိုးပေးသွားတာဖြစ်ပါတယ်သူတို့မိခင်တယောက်လို့စောင့်ရှောက်တယ်သူတို့အတွင်းခံလို့ရင်အတွင်းခံအပြင်ခံလို့ရင်အပြင်ခံကမှအစအကုန်လုံးကိုဟိုစီမံပေးခဲ့တာအာမဆုပတ်စံနဲ့မဆုလုတ်ခဲ့တာပါဒီလူလှူခဲ့တယ်ဆိုတာအရင်ကလှူလှူခံခဲ့တယ် ယူခဲ့တဲ့ဆိုရဲအရာနေပါတယ်နောက်တစ်ခုကကြတော့မတ်သူပေါ့နော်မတ်သူကအမတန်ကိုအားကိုးရတယ်မတ်သူတို့ကိုရဲထုတ်တို့ကိုတန်းကိုတန်းဦးလို့ပေါ့နော်ကိုညာတို့အမတန်အားကိုးရတယ်ဘယ်ဟာလေးကိုပဲလူလိုက်မတ်သူရေးဆိုတာနဲ့မတ်သူကအဖွဲကအဖွဲလိုက်ဝိုင်းဝင်းပြီးတော့မှကူညီတယ်မတ်သူကသူ့ရဲ့လောအားခါနဲ့သူ့ရဲ့ငွေကြေးတချို့ကနေပြီးတော့မှမဖြစ်မနေပေါ့နော်ရက်တီခဲ့တဲ့အခုမဆိုးလို့ဒီတက်ခွဲကနေပြီးတော့မှဒီဘက်ကိုထွက်လာခဲ့လို့ဒီဘက်မှာစားစရာမရှိတဲ့တော့မှမတူကလှမ်းပြီးတော့မှ စားဖို့အတွက်လှမ်းပြီးတော့မှပံ့ပိုးပေးသွားသေးတယ်အခုချိန်ထိကိုလည်းထောက်ပံ့နေတော့မယ်ပေါ့နော်အဲ့တော့ဂျေဇူးတင်ထိုက်တဲ့သူတွေအားလုံးကိုလည်းမဆုကဒီကနေ့ပေါ်မှာဂျေဇူးတင်ပါတယ်အဲ့ဒီဂျေဇူးတရားတွေကိုလည်းဘယ်တော့မှမမေ့ပါဘူးအဲ့တော့သူဆန်ဆန်းရင်ရဲရမယ်ဆိုတဲ့အတိုင်းပဲပေါ့နော်မဆုလူကလည်းမဆူရဲ့တောင်းကိုကြည်ပြသွားထမ်းဆောင်သွားမှာဖြစ်ပါတယ်အဲ့တော့မတိသေးတဲ့သူတချို့ကိုပြောပြတာပါเนาะမတိသေးတဲ့တချို့ကစခွင်ရှော့တွေရိုက်ပြီးတော့အဲမဆူချွေဝစ်ထားတဲ့ပုံစံစခွင်ရှော့တွေရိုက်အရာရှိတွေကိုတိုင်ဟိုတိုင်ဒီတိုင်နဲ့ဆိုတော့ အားလုံးကတည်ပြီးသားဖြစ်ပါတယ်ကျွန်တော်ဘယ်အစင်တန်းအနေမှာလာလဲဆိုတာဟုတ်နော်ဘယ်အစင်တန်းအနေလာလဲဆိုတာအားလုံးကတည်ပြီးသားဖြစ်ပါတယ်အဲ့တော့ကို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 ပဲအကောင်ကောင်ကို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 ပဲဟိုစိတ်တက်ဒီမုံမြအောင်ထိမ့်ထိမ့်ဆောက်ဆောက်ပါလို့ပဲပြောချင်ပါတယ်เนาะမဆိုတော့ရောဘဝကိုခံနာရောစီဝါရောအုပ်ဆောင်ပေးရမဆိုအကုန်လုံးဆွတ်လွတ်ခဲ့ပြီးမှဒေါ်လန်ရောလာလုပ်ခဲ့တဲ့သူတွေကဖြစ်ပါတယ်အဲ့ဒီအတွက်ကိုလည်းအကျဉ်းကျဉ်းသစ္စာဆွေးရတဲ့အကျဉ်းကျဉ်းဒီကွက် ပြူရဲပါတယ်เนาะအဲ့တော့မဆီရဲ့နောက်မှာမဆူမျိုးနဲ့အဖွဲ့ရှိတယ်မဆူကူဒီလက်ရှိတရင်တပ်ဖွဲ့မှာတဟိုဟာကလေးတွေရှိတယ်เนาะဟိုသူ့ရဲ့တမိုင်းဆိုတာနောက်မှာရှိပါတယ်အဲ့ဒီတမိုင်းကိုနောက်ကိုပြန်ကြည့်လိုက်ပြန်လှန်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီတမိုင်းကိုနောက်ဝင်လေးလာမယ်ဆိုရင်ဘယ်လိုလူမျိုးလဲဘယ်လိုမိန်းမမျိုးလဲဘယ်လိုကောင်မမျိုးလဲဘယ်ကလာတာလဲဆိုတာပေါ့เนาะဘယ်စင်တန်းကနေလာတာလဲဆိုတာကိုအားလုံးသိကြမှာပဲသိချင်ရင်တော့လေးလာလိုက်ပါเนาะသိချင်ရင်တော့လေးလာလိုက်ပေါ့လေးလာရင်တော့သိရမှာပေါ့เนาะမန်ဒေါ်လာရင်းငွေငွေပုံလာတယ်လည်းရှိတယ် အမှန်တကယ်ဒီအလှငွေလို့တော့မပြောသင့်အလှငွေဆိုတာဘုရားတရားကတန်ခါအနန္တနာ၅ပါးဟိုစိကတ်တာဒါအလှငွေခေါ်တာပေါ့ဒီဟာအလှငွေမဟုတ်ဘူးတိုင်းပြည်ဖြတ်ဖို့အတွက်ဆိုတော့တိုင်းပြည်ဖြတ်ဖို့အတွက်သုံးတဲ့ဟိုသုံးဖို့အတွက်ကိုပေးတဲ့ဟိုစားတာအကုသို့လုပ်ဖို့ပေးတာလေလူတွေတတ်ဖို့ဆရာတော်တန်ခါတွေအပြစ်မဲ့အပြည့်သူတွေကိုတတ်ဖို့လုပ်တာအလှငွေလို့တော့မသုံးမသုံးတဲ့ အဲ့ဒါလေးတင်ပြပေးရပါကျေးဇူးတင်ပါတယ်ပြန်ဆုံပါ